မင်္ဂလာပါ DVB ရဲ့စီးပွားရေးအစီအစဉ်ကနေကြိုဆိုပါရစေခုတစ်ပတ်အတွင်းစူးစီးရရှိထားခဲ့တဲ့နိုင်ငံတကာနဲ့ဒေတာရင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် American စီးပွားရေးကျဆင်းလာပြီးနောက်အချိန်အနည်းငယ်ပေးဖို့လိုအပ်ကြောင်း Trump ရဲ့ပြောကြားချက်သတင်း Ukraine နဲ့ American ကြားတယံဇာတဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့သတင်းနဲ့ EU က TikTok ကိုယူရိုငွေ1500ကျော်ဒဏ်ကြေးချမှတ်လိုက်တဲ့သတင်းတို့ပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမှာကတော့2022ခုနှစ်နောက်ပိုင်း American စီးပွားရေးဟာအဆိုးရွားဆုံး3လပတ်နဲ့ကြုံတွေ့ခဲ့ရပြီးနောက် သမရဖြစ်သူဒေါ်နယ်ထရမ့်ရဲ့မူဝါဒအပြောင်းလဲတွေကြားမှာစီးပွားရေးဆွေးနွေးနိုင်ခြင်းပေါ်ဆွေးမှုမြင့်တက်လာခဲ့ပါတယ် In the first quarter GDP numbers just out today core GDP now we're removing distortions from imports inventories and government spending American ကုန်သွယ်ရေးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာနှစ်အလိုက်နှုန်းထားရနိုင်ငံစီးပွားရေးဟာ နှစ်တသမ400ခိုင်နှုန်းကနေ3တသမ300ခိုင်နှုန်းကိုကျဆင်းသွားတယ်ဆိုပြီးဖော်ပြထားပါတယ်။ဒါဟာစီးပွားရေးပညာရှင်တွေခန့်မှန်းထားခဲ့တဲ့3ညတသမ800ခိုင်နှုန်းထက်ပိုမိုဆိုးရွားခဲ့တာဖြစ်တယ်လို့ပြည်တွင်း stock ဈေးတွေလည်းဆက်လက်ကျဆင်းလို့နေပါတယ်။2025ပထမ3လပတ်အတွင်းအမေရိကန်နိုင်ငံရဲ့စုစုပေါင်းပြည်တွင်းထုတ်ကိုတန်ဖိုး GDP ဟာနှစ်သက်သမ9ရာခိုင်နှုန်းထိ တိတိတတ်တာကျဆင်းနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။ GDP ဆိုတာကနိုင်ငံတနိုင်ငံရဲ့ပြည်တွင်းထုတ်ကုန်စည်နဲ့ဝန်ဆောင်မှုအလုံးရဲ့စုစုပေါင်းပမာဏကိုတိုင်းတာတာဖြစ်ပြီးရာသီလိုက်အပြောင်းလဲနဲ့ငွေကြေးဖုံးပွမှုပေါ်ညှိယူရလေရှိပါတယ်။ကမ္ဘာကုန်သွယ်ရေးကိုပြောင်းလဲပုံဖော်လျက်ရှိတဲ့ Trump ရဲ့ကြိုးပမ်းချက်ဟာပြည်တွင်းမှာငွေကြေးဖုံးပွမှုမြင့်တက်စေနိုင်တဲ့အပြင် စီးပွားရေးဆွေးနွေးမှုပါဖြစ်စေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေကတတိပေးထားပါတယ်။ recession ဆိုတဲ့စီးပွားရေးဆုတ်ယုတ်မှုကိုသတ်မှတ်တဲ့ပုံစံကတော့၃လပတ်နှစ်ခုသက်တိုက် GDP ကျဆင်းတဲ့အခါမျိုးမှာဖြစ်ပြီးအဲ့ဒီအခြေအနေထိတော့မရောက်သေးဘူးလို့ဆိုရမှာပါ။သုံးနှစ်တာအတွင်းပထမဆုံးအကြိမ်စီးပွားရေးကျုံသွားချိန်မှာတော့ Trump ကအချိန်နည်းနည်းပေးဖို့လိုအပ်တယ်ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တွေကို တောင်းဆိုထားပါတယ်။ဒီနှစ်ပထမ3လပတ်အတွင်း American ရဲ့ twin goal 41.300ခိုင်နှုန်းနဲ့ပို့ကုန်1.800ခိုင်နှုန်းသာ ရှိနေချိန်မှာတွင်းကုန်ကပို့ကုန်ထက်ပိုပြီးများနေတဲ့အခါ GDP ကိုကျဆင်းစေပါရည်။ ADB ဝန်ထမ်းရေးရာကုမ္ပဏီရဲ့အစီရင်ခံချက်အရလဲမက်လာရဲမှာအလုတ်ကိုင်းဖန်တီးမှုပေါင်း34,800ရှိခဲ့ရာကနေဧပြီလမှာတော့62,000အထိကိုကျော့ကျသွားခဲ့ပါရည်။2020ပြည့်နှစ်မှာ COVID-19 ကပ်ရောဂါကြောင့် အမေရိကန်ရဲ့စီးပွားရေးဆွေးနွေးမှုကိုနောက်ဆုံးဖြစ်ပေါ်စေခဲ့ပြီးအဲ့ဒီအချိန်တုန်းကနှစ်လသာကြာမြင့်ခဲ့တာတွေ့ရပါပြီ။နောက်ထပ်သတင်းပုတ်အနေနဲ့ Trump လူလာတဲ့အတိုင်း American Ukraine နိုင်ငံခြားမှာတင်းစာဒဆိုင်ရာသဘောတူညီချက်တရက်ကို April 30ရက်နေ့ကချုပ်ဆိုနိုင်ခဲ့ကြောင်းသိရပါပြီ။ Так, вот дивіться, що відбувається. လားနဲ့ချီအောင်အခြေအလဲဆွေးနွေးကြကြပြီးနောက်ယူကရိန်းစွန့်အင်နဲ့တယန်ဇာတရင်းမြစ်တွေကိုအတူတကွပူးတွဲတူဖော်ဖို့အမေရိကန်ဘက်ကသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တာပါရုရှားနဲ့စစ်ပွဲကနေယူကရိန်းစစ်ပွဲရေးနလန်ထူနိုင်ဖို့အတွက်ပြန်လည်ထူထောင်ရေးယင်းနှိမ့်မြုပ်နှံမှုရန်ပုံငွေတစ်ခုကိုပါသဘောတူညီခဲ့ကြပါတယ်အခုလိုမျိုးအမေရိကန်ရဲ့စစ်ရေးအကူအညီဆက်လက်ရရှိဖို့အတွက်ယူကရိန်းဘက်ကဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးပေးရတာဖြစ်တယ်လို့ယူဆထားကြပါတယ်။ယူကရိန်းဒူးဝင်ကြီးချုပ်ဟူလီယာဆဗရီဒန်ကိုဟာဝါရှင်တန်ကိုလာရောက်ခဲ့ပြီး အမေရိကန်ဘန်နာရေးဝင်ကြီးစကော့တ်ဘက်ဆန်နဲ့အတူဧပြီလ30ရက်နေ့ကလက်မှတ်ရေးထိုးသွားခဲ့တာပါ။ယူကရိန်းနိုင်ငံမှာမီရှာဂရက်ဖိုက်တိုက်တီနီယံနဲ့လစ်သီယံလိုမျိုးအရေးပါတဲ့တထုတန်ရန်ဇာတတွေကျယ်ဝတဲ့နိုင်ငံလဲဖြစ်ပါတယ်။အဲ့ဒီတထုတွေကိုပြန်လဲပြဖြူးမြဲစွန့်အင်ထုတ်လို့ရေး စစ်ဖက်သုံးတဲ့စစ်မှုလုပ်ငန်းအခြေခံအဆောက်အုံတွေက မရှိမဖြစ်လိုအပ်ပါတယ်။ဒါကြောင့်60ရာခိုင်နှုန်းသော မြေရှားတပ်ထုကိုတူဖော်ထုတ်လုပ်နေတဲ့ဒေယုနိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားချိန်မှာအမေရိကန်ဘက်ကယူကရိန်းနဲ့သဘောတူညီချက်ရယူခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ကြီးညာချက်ထဲမှာ Trump အစိုးရရဲ့အသုံးအနှုန်းတွေကအရင်လိုမျိုးမဟုတ်တော့ဘဲယူကရိန်းနဲ့ညီညွတ်ရေးကိုသာညှို့ဆော်ပြနေပါတယ်။အဲဒီသဘောတူညီချက်ထဲမှာ တွင်းထက်တထုရေနံနဲ့တန်းငွေတူဖို့ရေးစီမံကိန်းတွေအထိ ပါဝင်နေပေမဲ့လည်းဒီသင်္ဇာတတွေဟာယူကရိန်းရဲ့ပိုင်ဆိုင်မှုဖြစ်ဆက်ရှိနေမယ်ဆိုပြီးဖော်ပြထားပါတယ်။အဲ့ဒီဖက်ဆက်သဘောတူညီချက်အရ90 90စီရယူမဲ့အခြေခံနဲ့ဆက်သွားမှာဖြစ်ပြီး ယူကရိန်းလွှတ်တော်အနေနဲ့အတည်ပြုပေးဖို့တော့လိုအပ်နေပါသေးတယ်။နောက်ဆက်တွဲအဖြစ်အမေရိကန်ဟာယူကရိန်းအတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် စည်ရေးအကူအညီအသစ်တွေပါဆက်လက်ပံ့ပိုးတော့မှာဖြစ်ကြောင်းသိရပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့ TikTok အသုံးပြုသူတွေရဲ့အချက်လက်ကာကွယ်ရေးစွရင်ချက်ကြောင်းဥရောပသမ္မတ EU ကကုမ္ပဏီကိုယူရိုငွေတန်း930အထိဒဏ်ကြေးပေးဆောင်ဖို့မေလ2ရက်နေ့မှာဆုတ်ဖြတ်ချက်ချခဲ့ပါတယ်၆လတာတွင်စီကန်တိုင်းမလိုက်နိုင်ဘူးဆိုရင်တရုတ်နိုင်ငံကို အချက်လက်လွှဲပြောင်းမှုတွေ ချက်ချင်းရက်တံဖို့တော့အနာပိုင်တွေကအမိတ်ချခဲ့တာဖြစ်ပါတယ်။ TikTok ဘက်ကဒီစီရင်ချက်ကိုအယူခံဝင်မယ်လို့လည်းဆိုပါတယ်။ TikTok ဟာ ဥရောပကအသုံးပြုသူတွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို EU ဥပဒေအရအစစ်မြစ်အကာအကွယ်တွေပေးထားခြင်းရှိမရှိပြသဖို့ပြက်ကွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တချို့အကောင့်တွေဆိုရင်တရုတ်နိုင်ငံကဝန်ထမ်းတွေဟာအထက်ကိုဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်းသိရပါတယ်။ အခုလိုမျိုးဗီဒီယိုအတိုရီတင်နိုင်တဲ့ဒီ platform ဟာတံပြန်စောင့်ကြည့်ရေးဥပဒေအရ EU စံနှုန်းတွေကနေတည်တည်တတ်တာကွဲလွဲနေသလို data အချက်လက်တွေကိုအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်တဲ့အနေနဲ့လဲရှိနေတယ်ဆိုပြီးထုတ်ပြန်ထားပါတယ် TikTok ဘက်ကတော့အဲ့ဒီတွေ့ရှိချက်ကိုအပြင်းထန်ကန့်ကွက်ခဲ့ပါတယ် TikTok ဟာတရုတ်အာဏာပိုင်တွေစီကနေ data တောင်းခံတာမျိုးကိုမကြုံဘူးတဲ့အပြင်တုံးဆွဲသူတွေရဲ့ အချက်လက်ပေးအပ်တာမျိုးပါမရှိတဲ့အကြောင်းတုံ့ပြန်ထားပါရီမကြသေးတဲ့နှစ်ပိုင်းတွင်ကဘာတဝမ်းကစေကျော်တက်တွေကြားမှာ TikTok ကိုတုံးဆွဲမှုမြင့်တက်လာခဲ့ပြီးဥရောပမှာဆိုရင်အသုံးပြုသူပေါင်း185တန်းထိရှိနေပြီဖြစ်ပါရီနောက်ထပ်သတင်းပုတ်အနေနဲ့ American ဈေးကွက်မှာ ရောင်းချမဲ့ iPhone နဲ့အခြား device တွေကိုတရုတ်နိုင်ငံကနေအခြားနိုင်ငံတွေစီရွှေ့ပြောင်းပြီးထုတ်လုပ်သွားမှာဖြစ်တယ်လို့ Apple ကုမ္ပဏီအနေနဲ့အတည်ပြုသွားပါရီလာမယ့်လပိုင်းတွင် American တို့ဖြန့်ချိမဲ့ iPhone တွေကိုအိန္ဒိယနိုင်ငံမှာပြောင်းလဲထုတ်လုပ်မှာဖြစ်တယ်လို့အမှုဆောင်အရာရှိချုပ် Tim Cook ကပြောကြားသွားပါရီ VNN နိုင်ငံမှာတော့ iPad နဲ့ Apple Watch လိုမျိုးအခြားပစ္စည်းတွေထုတ်လုပ်ပင်လို့လည်းပြောသွားပါရီလက်ရှိအချိန်မှာ Apple ဟာတရုတ်နိုင်ငံကို American အပြင်ဘက်ကဈေးကွက်အတွက် ထုတ်လုပ်မဲ့နေရာအဖြစ်ရည်ရွယ်ထားခဲ့ပါတယ်။ American သမ္မတ Trump ဟာလျှက်စစ်နဲ့ဆက်ဆက်ပစ္စည်းတွေကိုအခွန်တိုးကောက်မဲ့အရေးကနေကင်းလွတ်ခွဲပေးထားပေမဲ့လည်း Apple ရဲ့ခံမှန်းချက်အရပထမ3လပတ်မှာရင်ဒေါ်လာ3900ကျော်ဆုံးရှုံးရနိုင်တယ်လို့ဖော်ပြထားပါတယ်။ Trump အစိုးရအဖွဲ့ကလည်း Apple ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကို American C ရွှေ့လာဖို့အကြိမ်ကြိမ်ပြောဆိုထားတာတွေ့ရပါတယ်။ Apple ဟာ American မှာယင်းနှိမ့်နှံသူတွေနဲ့အတူ ုမ္ပဏီရဲ့ဗန်ဒါရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့တဲ့အလျောက်ယင်းနှိမ့်မြုပ်နှံမှုတွေထပ်ပြီးပြုလုပ်နိုင်ခြေရှိတယ်လို့ဆိုပါရီလာမယ့်၄နှစ်တာအတွင်းအမေရိကန်တနိုင်ငံလုံးမှာဒေါ်လာဘီလီယံ၄၀၀အထိယင်းနှိမ့်မြုပ်နှံမှုတို့အမှုဆောင်အရာရှိချုပ်ဖြစ်သူတင်ကွတ်အနေနဲ့ဆွေးနွေးမှုတွေပြုလုပ်နေကြောင်းသိရပါရီဆလတ်တင်ဆက်ပေးမှာကတော့ iPhone ထွက်ရှိရာ Foxconn တရုတ်ကုမ္ပဏီက ဂျပန်ကားကုမ္ပဏီ Mitsubishi တို့လျှက်စစ်ကားတွေကိုထုတ်လုပ်ပေးဖို့အစီအစဉ်ရှိတဲ့အကြောင်းကြေညာသွားခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်အရ Foxconn ဘက်က Mitsubishi တို့ထိုင်ဝမ်မှာကားဒီဇိုင်းနဲ့တည်ဆောက်မှုတွေကိုပူးတွဲလှုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာလည်း EV ကားမော်ဒယ်အသစ်တစ်ခုထုတ်လုပ်နိုင်ဖို့ရာမျှော်မှန်းထားတယ်လို့ Foxconn ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါဟာ Foxconn တို့ဖွံ့ဖြိုးပြီးရှင်ပြိုင်မှုမြင်မာတဲ့ EV ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ပထမဆုံးပါဝင်လာခဲ့တာဖြစ်ပါတယ်။ Mitsubishi အနေနဲ့ EV ကားတွေထုတ်လုပ်ပြီးဆိုရင်အရှေ့တောင်အာရှတောင်အမေရိကနဲ့ဥရောပတို့မှာအဓိကပြိုင်ဘက်ဖြစ်တဲ့တရုတ်ကုမ္ပဏီတွေနဲ့ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။ Mitsubishi အတွက်ကားတွေကို ထိုင်ဝမ်ထုတ်လုပ်သူ Yulon Motor နဲ့ပူးပေါင်းလှုပ်ဆောင်လျက်ရှိတဲ့ Foxton ကုမ္ပဏီကတက်ဆင်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးသဘောတူညီချက်ရရှိပြီးဖြစ်ပေမဲ့လည်းတရားဝင်ဖြစ်ဖို့တော့လိုအပ်နေပါသေးတယ်။ Foxton ဟာကမ္ဘာအကြီးဆုံးလျှက်စစ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ Foxton ဘက်ကဒီကားလုပ်ငန်းတွေဝင်ရောက်ဖို့ဂျပန်ကုမ္ပဏီ Nexan ကိုဝယ်ယူပြီးပူးတွဲထုတ်လုပ်ဖို့အတွက်စဉ်းစားခဲ့ပူးတယ်လို့လည်းဆိုပါတယ်။ Mitsubishi Motor ဟာတနိုင်ငံနဲ့ဖြစ်တဲ့ Nissan ပါဝင် ပြစ်သစ်ကားကုမ္ပဏီ Renaulto နဲ့လည်းအငယ်တန်းပါတနာဖြစ်ရက်တီလျက်ရှိပါရယ်။မကြသေးခင် နှစ်အနည်းငယ်တွင် EV ကားဈေးကွက်မှာတရုတ်အခြေစိုက်ကုမ္ပဏီတွေရဲ့တဟုန်တိုးတိုးတက်လာမှုကြောင့်ဈေးကွက်မှာနေရာရဖို့တော့ခက်ခဲစွာကြိုးပမ်းနေရတာဖြစ်ပါရယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့22နှစ်နီးပါးကြာတကဘာလုံးကဝေးကွာနေသူတွေကိုချိတ်ဆက်ပေးနိုင်ခဲ့တဲ့ Skype ဝန်ဆောင်မှုဟာ မေလ9ရက်နေ့မှာပိတ်သိမ်းခဲ့ရပြီပဲဖြစ်ပါတယ်။ဒါဟာအင်တာနက်ဆက်သွယ်ရေးနည်းပညာမှာရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ Skype တို့ခေတ်ကြီးတစ်ခုကုန်ဆုံးတော့မဲ့မှတ်တိုင်လည်းဖြစ်ပါတယ်။2003ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တဲ့ Skype ဟာအင်တာနက်ကနေတဆင့်အတန်နဲ့ဗီဒီယိုခေါ်ဆွေးမှုတွေကိုအခမဲ့ပြုလုပ်နိုင်တဲ့နည်းပညာအချို့ကွက်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။2010ပြည့်နှစ်အလယ်ပိုင်းမှာ Skype ရဲ့အောင်မြင်မှုအထွတ်ထိပ်ရောက်စဉ်ကဆိုရင်တလကို၃ဆွဲသူပေါင်းတန်း300ကျော်ထိရှိခဲ့ဘူးပါတယ်။ Microsoft ရဲ့ Teams ပါဝင် Zoom နဲ့ WhatsApp လိုမျိုး Video Call ဆိုနိုင်တဲ့ဝန်ဆောင်မှုအသစ်တွေမပေါ်သေးခင်ကာလအတွင်း Skype ဟာကမ္ဘာလူသိအများဆုံး website တွေထဲမှာ ပါဝင်ခဲ့ပါတယ်။2017ခုနှစ်မှာ Microsoft company က Skype ကိုဒေါ်လာ၈.၅ဘီလီယံနဲ့ဝယ်ယူခဲ့ပြီးပင်လဲ Teams, Zoom နဲ့ WhatsApp လိုမျိုးပြိုင်ဘက်တွေခေတ်စားလာချိန်မှာတော့ Skype ရဲ့လူကြိုက်များမှုဟာ တဖြည်းဖြည်းမှေ့မိန်လာခဲ့ပါတယ်။ Microsoft ဟာ Skype.com ကနေတဆင့်အသုံးပြုသူတွေကို Teams နဲ့အစားထိုးပြီးပြောင်းလဲသုံးစွဲဖို့အတွက်လဲတိုက်တွန်းထားခဲ့ပါတယ်။ Teams မှာလဲ Skype ပေါ်ကစကားပြောဆိုထားတာတွေနဲ့အဆက်အသွယ်အားလုံးကိုမူရင်းအကောင့်တိုင်းဆက်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ လာမယ့်2026ဇန်နဝါရီလမတိုင်ခင်အထိ Skype သုံးဆွဲသူတွေကမိမိကိုယ်ပိုင်အချက်လက်တွေကိုဒေါင်းလုဒ်လုပ်တာမျိုးနဲ့ရွှေ့ပြောင်းနိုင်ဖို့အချိန်ပေးထားပြီးအဲ့ဒီနောက်ပိုင်းမှာတော့အပီးတိုင်ဖြတ်သိမ်းသွားမှာဖြစ်ပါတယ် Skype ဆိုတာဟာ Skype Peer to Peer ဆိုတဲ့စကားစုကနေဆင်းသက်လာတာဖြစ်ပြီးနောက်ပိုင်းမှာ Skyper ဆိုတဲ့အမည်ကိုအတူကောက်သုံးဆွဲခဲ့ပါသေးတယ်ဒါပေမဲ့လည်း Skyper ဆိုတဲ့နာမည်ကရှိပြီးသားဖြစ်တဲ့လျောက် နောက်ဆုံးစလုံးအာကိုဖြုတ်ပြီး Skype ရဲလို့အမည်တွင်လာခဲ့တာပါဟုတ်ကဲ့ပါဒီတစ်ပတ်အတွက် Business Focus အစီအစဉ်ကိုဒီမာနေအဆုံးသတ်လိုက်ပါတယ်နောက်ပတ်တွင်မှာပြန်လည်ဆုံတွေ့ရအောင်ပါကျွန်တော်ကတော့ကိစ္စနိုင်ပဲဖြစ်ပါတယ်